။ကရင်ပြည်နယ်ဖန်အံမြို့နယ်မှာအကျန်းဖတ်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုခွင့်ပြုမှာမဟုတ်ပဲစန့်ကျင်သွားမှာဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ဒုသက်ဒုခရိုင်ဖန်အံမြို့နယ်အလုံးမှုဆောင်ကော်မတီကနိုဝင်ဘာလ18ရက်နေ့မှာကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ဖန်မြို့နယ်အလုံးမှုဆောင်ကော်မတီအနေနဲ့ KNU ဗဟိုရဲ့ရွေးကောက်ပွဲ အပေါ်သဘောထားထုတ်ပြန်ကြေညာချက်နဲ့အညီရပ်တည်သွားမှာဖြစ်ပြီး မိမိတို့ရဲ့ထိန်းချုပ်နယ်မြေအတွင်ပြည်သူလူထုကိုလိမ့်လည်လှည့်ပြားမဲ့အတုအယောင်ရွေးကောက်ပွဲကိုခွင့်ပြုသွားမှာမဟုတ်ပဲစန့်ကျင်သွားမှာဖြစ်ကြောင်းတရားဝင်အသိပေးထားပါဗျ။ဒါအပြင်စစ်တပ်ကပြည်သူလူထုနားလည်ဖို့ခက်ခဲပြီးရှုပ်ထွေးတဲ့ရွေးကောက်ပွဲစနစ်နဲ့၎င်းတို့လိုအပ်တဲ့အဖြေထုတ်နိုင်တဲ့ electronic မဲပေးခြင်းလုပ်ငန်းစဉ်မှာတိကျမှန်ကန်တဲ့ရလဒ်မဟုတ်ကြောင်းမက်ဆနာရှင်ပြည်သူလူထုရဲ့သဘောထားကိုအလွဲသုံးစားပြုလိုတဲ့အတွက်ကြောင့်စစ်ကောင်မရှင်အလိုကြား အတူရောင်ရွေးကောက်ပွဲသားဖြစ်တာကိုပေါ်လွင်နေတယ်လို့သတိပေးကြေညာထားပါတယ်စစ်ကောင်မရှင်ကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲမှာမဲဆန္ဒရှင်တွေဖြစ်တဲ့ပြည်သူတွေကစစ်ကောင်မရှင်ရဲ့စစ်မှုတန်းဥပဒေကြောင့်တော်၎င်းစစ်ဘေးကြောင့်တော်၎င်းနေရဲမှာအေးအေးချမ်းချမ်းနေထိုင်နိုင်ခြင်းမရှိပဲကြံရှိနေတဲ့မဲဆန္ဒရှင်ပြည်သူတွေမှာလည်းချင်းချောက်ဖိအားပေးခြင်းနဲ့အတင်းအာဓမမဲပေးစီခိုင်းရခြင်းတို့ကို ရင်ဆိုင်နေရတယ်လို့ KNU ဖန်မြို့နယ်အလုံးမှုဆောင်ကော်မတီကထုတ်ပြန်ထားပါတယ်။ပြည်သူလူထုအနေနဲ့လည်းဆရာနာရှင်တက်ဆိုးရှိမဲ့အတုအယောင်ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ခြင်းမပြုဘဲအကျန်းမဖတ်တဲ့နေနဲ့စန့်ကျင်ခြင်းဖြင့်မိမိတို့ရဲ့ဆန္ဒမဲအားအလွဲသုံးစားပြုခွင့်မပေးရန်ဖန်မြို့နယ် KNU အလုံးမှုဆောင်ကော်မတီကတိုက်တွန်းထားပါတယ်။ အာနာတင်းစစ်ကောင်စီကြိုးပမ်းနေတဲ့ရွေးကောက်ပွဲကတဆင်စေအုပ်စုအတွင်ပြောင်းအစိုးရပုံစံဖြစ်ပေါ်လာပါကပြည်သူလူထုကိုတတ်ဖြတ်နေတာတွေကိုပုံမူလှုပ်ဆောင်ခွင့်ပေးသလို ဖြစ်စေမယ်လို့မွန်ပြည်သက်ပါတီဆရာနာရှင်တိုက်ဖြတ်ရေးအဖွဲ့ NMSB AD နဲ့ကရင်အမျိုးသားအစည်းအရုံး KNU မှတာဝန်ရှိသူတွေကတတိပေးပြောကြားထားပါတယ်။